အဲဘယ်ခန်းမှာကျွန်တော်တို့ငိုရလွယ်ကူလဲဆိုတော့အဲ့ခုနကဗျာဟိုကျွန်တော်တို့ကျွန်တော်ပြောရတယ်လေ highlight ပြရတဲ့ video မှာနေငါ့ရဲ့ตาရင်မှုပါရဆိုတော့အပြင်မှာလည်းအတကယ်ဖြစ်ဘူးလေနေဒီငါ့ตาရင်မှုဘူးအဲနေမိရင်အပြန်ဆိုအဲ့လိုတကယ်ဖြစ်ဘူးလေကျွန်တော်အတော်ဒါဟိုရှိရှိတလုံးမှာဖြစ်တာဗျာဒါတကယ်ဖြစ်ရမယ်ဖြစ်မယ် base of truth ဆိုပြီးမသိလို့ရှိရင်ဒီဇက်ကြီးကကျွန်တော်ရိုက်ပြီးတော့မှကျွန်တော်ဘဝယူစီးနေတယ်လို့ကဲပါ shooting မှာကျွန်တော်ဒီဟိုတစ်ခါမှကျွန်တော် ခဏခဏမငိုရဘူးဗျာကျွန်တော်ဒီကားမှာကျွန်တော်အရန်ငိုရပါတယ်ဆယ်စင်းရှိရင်ရှစ်စင်းကကျွန်တော်ငိုရစင်းပါရှူတယ်မှာအဆူခဲဆုံးပါဒါပေမဲ့ကျွန်တော်ကြည့်ရိုက်တယ်ပါတယ်ကျွန်တော်ဆရာဦးသိရဲ့ဆူလို့လဲကျွန်တော်အားကြီးဒီလိုအတွေ့အကြုံရခဲ့ရဲတို့တော့ပေါ့ဟို idea အစ်စ်တွေကျွန်တော်သိခဲ့ရရယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်ပြောပါရစေပြီးတော့ဒါပရိသတ်ကိုကျွန်တော်ကြည့်ရှုရှိနေရဆိုတာတခါမှပရိသတ်မြင်မှုသေးတဲ့ character နဲ့ကျွန်တော်မြင်ရမှာပါ အဲ့ဒါကြောင့်မလို့ကျွန်တော်ပြည်သက်ကိုကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ဒီကားထဲမှာမြုပ်ွက်တွေအများကြီးပါပါတယ်ဟိုအကုန်လုံးကလည်းတခန်းနဲ့တခန်းတန်ဖို့တန်ဖို့တက်တက်တော်မှဆိုတော့အားလုံးရင်ခုန်ရမှာပါအားပေးဖို့ဖိတ်ခေါ်ပါတော့ဟုတ်မုံမင်းမှာကျွန်တော်ကပျော်ဦးမောင်မောင်ဆိုတဲ့ character ကြီးအားနေပါဝင်ထားပါတယ်ကျွန်တော်အသက်ထက်ကို10နှစ်လောက်ငယ်တဲ့ character တစ်ခုပေါ့နော်10ကျော်သက်ဒီ16ဆခွန်အရွယ် character ကနေပြီးတော့ပါဝင်ထားပါတယ်ခင်ဗျာဟုတ်နောက်တော့မတရားရှိလဲဆိုဒီကားထဲမှာပါဝင်တဲ့လူပညာရှင်တွေအကုန်လုံးကကျွန်တော်နဲ့အပြစ်မှာဆိုရင်မောင်နှမလိုနေရပါဗျာ ကိုနေတဲ့သူကိုကြားလိမ့်ဆိုတာတကယ်ညီကိုလိုနေတဲ့လူတွေအညီကိုလိုနေတဲ့လူမောင်မောင်နေတဲ့လူတွေကိုအဖေတွေခေါ်အမေတွေခေါ်ပြီးတော့ကျွန်တော်လည်းတရက်ကွက်တဲ့လူတွေကျွန်တော်တကယ်ကြီးမိမဘွားကိုကျွန်တော်ကအန်တီခေါ်ရတာပေါ့နော်အဲ့ဒီကွာကျွန်တော်တို့ရည်စရာအမတ်တရားလေးပါဟုတ်ရှုတက်ပါဆိုရည်နေရတာဗျာတော့အာဘောနော်ကျွန်တော်ကအစားတော့ကလေးတယောက်ဆောင်လည်းမဟုတ်ဘူးဟိုဟာပေါ့လူကြီးလည်းမဟုတ်ပြန်ဘူးဆိုတော့ဟိုပေါ့ဒီ16စက္ကွန်ရွယ်အဲ့အဲ့ပုံစံတရုပ်ဆောင်ပါဆိုတော့ကျတော့ဟိုအဲ့လိုပေါ့ ပြင်ဆင်ရတော့အဲဒမိန်တွေပါတယ်သူချင်း hair style တွေချိန်ရတယ်ပြီးတော့အဲ့လိုအသားရည်ပါတယ်နည်းနည်းငယ်အောင်လုပ်ရတာပေါ့နော်အဲဆိုတော့ကျတော့တိတ်တော့ထွေထူးတော့ဖြစ်ပေါ့ဖြစ်ပါဘူးဟာပေါ့အဲဒါပေမဲ့တခုရှိတာအဲ့လိုကလေးမကြလူကြီးချလုပ်ရတာပေါ့နော်အဲ့တော့နည်းနည်းတော့ challenge ဖြစ်ပါတယ်ပြီးတော့ဒီကားထဲမှာကျွန်တော်တခါမှမလုပ်မှုသေးတဲ့ character မျိုးကိုလုပ်ခဲ့ရတာပါ။ဒါဆိုကျွန်တော်ဒီ MRD4 နဲ့ အဲအလုံးမလုံးဖြစ်တာ၄နှစ်ကျော်ပါပြီကျွန်တော်အရင် MRD4 နဲ့လုံးလုံးခဲ့ရဇာကားကြီးမှာဆိုလို့ရှိရင်ကျွန်တော်ကအဲတထေးသား data van zoo အဲ့လိုမျိုးအဲ ticket ကန်ကောင်တွေပဲလုပ်ခဲ့ရရဲ့ပြီးတော့ကျွန်တော်အရင်ရိုက်ခဲ့တဲ့ဇာကားကြီးမှာဆိုလည်း ticket ကန်ကောင်တွေပဲဒါပေမဲ့ဒီထဲမှာကျတော့တကယ်ကိုရောက်ကမနဲ့ချွေးမနဲ့ဟိုဖွားနဲ့အမေနဲ့ကြားမှာဇာကန်ဖြစ်နေတဲ့ကလေးပေါ့နော်အဲ့လိုကောင်လေးပေါ့အဲ့လိုနေရာကကျွန်တော်က တို့အရင်ကမုန်းနေကိုကျွန်တော်ဘာမှမသိဘူးဗျာဒါမှကျွန်တော်မသိပဲကျွန်တော်ကဂျားထဲမှာဂျားညက်ပြီးခံရတာပေါ့နော်ဟိုဟိုရောက်လိုက်ဒီရောက်လိုက် body work ပုတ်ခံနေရတဲ့ကောင်းလေးဖြစ်နေရပေါ့အဲ့တော့အဲတော်တော်ကျွန်တော်အတွက် challenge ဖြစ်ပါတယ်ပြီးတော့ shooting မှာကျွန်တော်ဒီဟိုတခါမှကျွန်တော်ခဏခဏမငိုရဘူးဗျာကျွန်တော်ဒီကားမှာကျွန်တော်အရန်ငိုရပါတယ်ဆယ်ဆင်းရှိရင်ရှစ်ဆင်းကကျွန်တော်ငိုရစေပါ shooting မှာအဆူခဲဆုံးပါဒါပေမဲ့ကျွန်တော်ကျေးဇူးရရတယ်ပါတယ်ကျွန်တော်ဆရာဦးသိရဲ့ဆူလို့လဲကျွန်တော်အားကြီးဒီလို အတွေ့အကြုံရခဲ့တယ်သူတော့ပေါ့ဟို idea အစ်စ်တွေကျွန်တော်တီးခဲ့ရတယ်ပေါ့နော်အဲ့အတွက်ဟိုကျွန်တော်ပြောပါရစေပြီးတော့ဒါပရိသတ်ကိုကျွန်တော်ကြီးစုရှိသေးရဆိုတာတခါမှပရိသတ်မြင်မှုသေးတဲ့ character နဲ့ကျွန်တော်မြင်ရမှာပါအဲ့ဒါကြောင့်မလို့ကျွန်တော်ပရိသတ်ကိုကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ဒီကားထဲမှာမြုပ်ွက်တွေအများကြီးပါပါတယ်ဟိုအကုန်လုံးကလည်းတခန်းနဲ့တခန်းတန်ဖို့တန်ဖို့တက်တက်တော့မှဆိုတော့အားလုံးရင်ခုန်ရမှာပါအပိဖို့ဖိတ်ခေါ်ပါတော့အဲ့လိုအဲ့လိုတော့မရှိဘူးပေါ့နော်ဒါပေမဲ့အပြင် character အပြင်နဲ့နီးစပ်ဆုံးကပြောရမယ်ဆိုလို့ရှိရင်တော့အပြင်မှာကျွန်တော်ကအဲ အတော်ကြီးမှနေရတာပေါ့နော်အဲ့တခုကလီးစက်တယ်အတော်ကြီးမှနေရတယ်အတော်နဲ့တူနေရဒါပေမဲ့တကယ်တမ်းအတော်ကသူ့သားသမီးတွေမွေးလာတဲ့အချိန်မှာအဲသူဒီကျွန်တော်ဘယ်လောက်ပဲအမေညီမအိမ်မှာကျွန်တော်နေရတယ်ပေါ့နော်သူဒီကျွန်တော်ဘယ်လောက်ပဲချစ်တယ်ပြောပြောသူဒီဘယ်လောက်ပဲကျွန်တော်ကိုဟိုပါပေါ့သူ့သားအရင်ချာလို့ဖြစ်တယ်ပြောပြောသူ့သားသမီးမွေးလာတဲ့အချိန်မှာအဲတူအတူပဲအဲ့လိုပုံစံမျိုးပေါ့နော်ဒါအပြင်မှာတော့တကယ်ရှိပါတယ်ကျွန်တော်အမေညီမအိမ်မှာကျွန်တော်နေရတာပါဟိုသူ့ရဲ့သူ့သက်သားသမီးအရင်တော့သူမချစ်နိုင်ဘူးပြီးတော့ သူ့ရဲ့ယောက်ျားကလည်းကျွန်တော်တို့သူ့ရင်းမို့တဲ့ခါကျတော့အဲအဲ့လိုမျိုးပေါ့နော်ဒါကျွန်တော်အပြင်နဲ့ပေါ့နော်ဒီကားထဲမှာလည်းထိုးနီးလည်းကောင်းမယ်ကျွန်တော်ဦးလေးရဲ့မိန်းမကျွန်တော်ကိုအဲသူ့တာသမီးကြီးမွေးလာတဲ့ခါကျတော့အဲ့လိုပေါ့နော်အဲ့လိုမြုပ်ွက်တွေပေါ့အများကြီးပါပါတော့အဲဘယ်ခန်းမှာကျွန်တော်တို့ဘိုးကလွယ်ကူလဲဆိုတော့အဲ့ခုနကဗျာဟိုကျွန်တော်အတော်ကျွန်တော်ပြောရတယ်လေ highlight ပြရတဲ့ဗီဒီယိုမှာနေငါ့ရဲ့တာရင်မှုတ်ပါရဆိုတော့အပြင်မှာလည်းအဲ့တကယ်ဖြစ်ဘူးရနေနေငါ့တာရင်မှုတ်ဘူးအဲနေမိနေပြန်ဆိုတော့အဲ့လိုတကယ်ဖြစ်ဘူးရ ကျွန်တော်တော့ဒါဟိုရှိရှိတလုံးမှဖြစ်တာဗျာဒါတကယ်ဖြစ်ရမယ်ဖြစ်ရမယ် based on true story မသိလို့ရှိရင်ဒီဇက်ကြီးကကျွန်တော်ရိုက်ပြီးတော့မှကျွန်တော်ဘဝယူစီးနေတယ်လို့ဟိုဖက်ပြီးတော့ငိုဘက်တကယ်ညက်ရစ်စစ်တယ်မှာကြပါလေအဆရာဦးသိရင်အဒီကော true တခုလို့ကစူလေးရဒီခက်ကြတော့တကယ်ကိုရဟာလေဆိုတော့တကယ်ကဒီမှာဖြစ်ခဲ့တာမသိဘူးနော်မုံမြကိုအားပေးမဲ့ပြည်သက်ဒီအလုံးပတ်စဉ်တနင်္လာနေ့ကနေပြီးတော့တောက်ကြနေဒီည9နာရီ hey plane နဲ့ MRD ဘက်မှာပြသမှာဖြစ်ပါတယ်။စနေတနင်္လာမှာလည်းသူတို့ပြန်လည်ပြီးတော့ပြသမှာဖြစ်ပါတယ်။အဲကြောင့်မို့ ီကားလေးကိုအားပေးပါဒီကားလေးကကျွန်တော်ရဲ့၄နှစ်လောက်ပျောက်နေတဲ့ CV လောကနဲ့ပြန်ပြီးတော့ချိတ်ဆက်တဲ့ခါလေးပေါ့နော်ကျွန်တော်ပြန်ပြီးတော့ကျွန်တော် MRT ဘုံမှာပြန်မြင်ရမယ် HP မှာလည်းမြင်ရမယ်အဲ့တော့ပြီးတော့ character လေးအစ်စ်ဖြစ်တယ်အဲ့တော့ပိတ်သက်အားလုံးကျေးဇူးဖိတ်ခေါ်ပါတယ်ဗျာအားလုံးကျေးဇူးများတင်ပါတယ်